ါအောင်အရန်ကောင်းလို့ပါကလေးတို့ပြောလိုက်တာနဲ့အဲအမှတ်အသားဖြစ် signature ဖြစ်နှစ်ခုရှိတာကတော့ layer bread နဲ့အာ burger roll ဖြစ်ပါတယ်ရှင်။အရင်ကတိတ်ညာတယောက်ကို300ကျော်ကနေစခဲ့တာပါ။ဒါမဲ့စခဲ့တဲ့လတွေမှာတော့လတိုင်းလတိုင်းမှာဝန်ထမ်းလစာတွေစိုက်ခဲ့ရတဲ့ ်လာတွေတော့ရှိပါပဲအရူတာသမီးတွေကိုဒီခစ်ကနေပြီးအမြဲတမ်းမကြွေးတယ်အမြဲတမ်းဝယ်ကြွေးတယ်အတရှိကန်စေးမပါဘူးခစ်ကအဲ့ဒီစကားတွေကိုကြားရလာတော့ပို့ပြီးတော့လှုပ်ပေးချင်တာပေါ့နော်ပို့ပြီးတော့စူးစမ်းချင်စိတ်တွေအဲ့ဒီစကားတွေကနေပြီးတော့ရတာပါဒီတုံးနဲ့အတွင်းမှာ customer တွေရဲ့အားနဲ့ဒီ၆ဆိုင်ဖြစ်လာတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ် ဆိုလို့ရှိရင်မြို့မြို့မားရဲ့ကံလန်းပွဲရအခုလိုမျိုးပဲယူဆပြလာရဖွင့်နေတဲ့ဖြစ်ပကတိရဲ့၆ဆင်မြောက်ဆိုင်ပွဲဖွင့်နေတဲ့ဌာနကြီးပဲဖြစ်ပါဒါစကိုင်းမန္တလေးလမ်းရုံလန်းတောက်မှာရှိတယ်။အမရဘူရာမျိုးကခစ်ဘာဂယ်ရီရဲ့6ဆိုင်မြောက်ဆိုင်ကိုရောက်နေရဖြစ်ပါတယ်ရှင်။ခစ်ကမြက်မြက်လေးကြိုက်တဲ့မဟုတ်ဘူး။အများကြီးပဲဆိုတော့ရန်ကုန်အပြည့် ိမ်မှာစားဖို့ဒီနေ့စားဖို့ရှောက်ကြည့်နေရအခုကြည့်ရင်ဒီမှာဒီမှာဒီမှာအရန်ကြိုက်တော့ဂျုံရဲ့ကြက်ဝရဲ့ထောပတ်ရဲ့ဆိုတော့ကလေးတွေလည်းအရန်တင့်တော်လည်းမြက်လည်းတအားကြိုက်တယ်ကဲခါလေးဖောက်ပြီးတော့စားလိုက်တော့အိုးမကြည့်ပါဘူးဒီမှာကြည့်ပါအောင်တန်ရှင်းလက်ဆက်ပြီးတော့ထောပတ်နဲ့လေးကိုသင်းနေရပဲစားလိုက်တော့မယ်哇！Wow. ောက်ပြီးကြွရနေတာပဲပြီးတော့အရင်နဲ့အချို့မကဲဘူးဆိုတော့ကလေးလည်းစားလို့ရတယ်လူကြီးလည်းစားလို့ရတယ်အရင်ကြိုက်တယ်ဟွန်းဒါလေးတော့အင်တယ်ရောတော့မယ်အဲပြီးမှဘေးရှင်းမယ်နော်ဟယ်လိုဟယ်လိုပြီးရင်ဒါလေးဘေးရှင်းမယ်နော် ကလေးတွေအတွက်ဆိုပြီးတော့ရည်ရွယ်ပြီးတော့စလုပ်ခဲ့တာပါเนาะကလေးတွေရဲ့နာမည်မှာလည်းခစ်ပါမယ်စိုင်းနာမည်ကိုလည်းဘာရွေးရမလဲဆိုစဉ်းစားတဲ့အချိန်မှာဘာအရင်စဉ်းစားလို့မရတော့ပဲနဲ့ခစ်ဆိုပြီးတော့တစ်လုံးနဲ့ပဲပေးခဲ့ကြတာပါစိုင်းက6လပိုင်း2021မှာစပြီးတော့ဖွင့်ခဲ့တာကက်ဆာမာရီရဲ့စကားအမြဲတမ်းပြောတယ်ငါတို့ကငါတို့သားသမီးတွေကိုဒီခစ်ကနေပြီးတော့အမြဲတမ်းမကြွေးတယ်အမြဲတမ်းဝယ်ကြွေးတယ်အဲတရှိကန်စိတ်မပါဘူးခစ်ကအဲ့ဒီစကားတွေကိုကြားရလာတော့ ပို့ပြီးတော့လုပ်ပေးချင်တာပေါ့နော်ဒီ customer တွေအများကြီးအလွယ်တကူဝယ်စားနိုင်အောင် sign new ဒီမန္တလေးမှာနေရာအောင်ဖွင့်နိုင်အောင်ပို့ပြီးတော့စူးစမ်းချင်စိတ်တွေအဲ့ဒီစကားတွေကနေပြီးတော့ရတာပါကောင်းနေရမှာပြုံးကြရမှာအားလုံးလေလေကြောင်ကြမင်းတက်ဖို့ရင်ကောင်းနေဘူးကြောင်ကြမင်းတက်ဖို့ရင် ွန်တော်ဆိုင်လေးကနေရာလေးကကျဲကျဲဝင်းဝင်းလေးနဲ့ရပြီးတော့ကျွန်တော်ကအဲရွေးချယ်စရာညာနေရာလေးရအားလုံးဝယ်သူတွေအတွက်ကအရန်ဆင်ပြေတယ်ဘာလို့လဲဆိုတော့ဒီကိတ်ဒီကမှာဆိုရင်ရာသီဥတုကလည်းအရန်ပူလာပြီလीနော်အဲဆိုင်ကန်းလေးချယ်နေရာဆိုတော့ကျွန်တော်လာတဲ့သူတွေအနေနဲ့လည်းအေးဆေးလေးဝယ်လို့ရတယ်ပေါ့နော်အလိုမလေးဆိုတော့ကျတော့ဒါခိရဲ့စီစဉ်တာတွေကအားလုံးအများကြီးမှာပဲခင်ဗျာဟုတ် ဲအရန်စားလို့ကောင်းတဲ့ signature ဟာအများကြီးရှိတယ်ခက်ဘာဂရီလို့ပြောလိုက်တာနဲ့အဲအမှတ်အသားဖြစ် signature ဖြစ်နှစ်ခုရှိတာကတော့ layer bread နဲ့အာ burger roll ဖြစ်ပါတယ်ရှင်ကဲအော်ညီမလေးအဲ့ဘာကြီးလဲမလေးမလေးရောက်ချင်မှရရဲ့အခုလေးရင်အခုလေးရင်ပြောနေတာဒီမှာကြည့်ပါဦးဒါက burger roll ဒါ လေယာဘက်လေးပါလေယာဘက်လေးပါရှင်အရန်စားလို့ကောင်းအရန်ကြိုက်တယ်တန်ရှင်းလက်ဆက်တယ်ခလေးရောလူကြီးရောအကုန်စားလို့ရတယ်နော်ဒါတွေကဘာတွေတော့ rainbow cake တွေပါရှင်ဟော rainbow cake သူ့ရဲ့နာမည်ကြည့်လို့ကြည့်ချင်းစရာပဲတဲ့အမကပြောတယ်လူတိုင်းကဒွင်းသီးပေါ်ချင်းကြအမြဲတမ်းမေးတယ်တဲ့မထွက်သေးဘူးလားမလုပ်သေးဘူးလားဆိုပြီးတော့အဲ့လိုမျိုးလေးဒါ rainbow cake ပေါ့နော် okay ဟောဒါပါလေးလေဆန်လေးကမလိုင်ရိုးလေးပါမမအော်မလိုင်ရိုးလေးပါကဲပြီးကြတော့ဒါတို့စားရမယ် ဟာရှယ်ဘေးသူ့ရဲ့အားသာချက်ကလေသူကတာရှိခံစိတ်မပါလာရဲ့ပြီးတော့ခါကြောက်တန်ရှင်းလက်ဆက်တယ်ပြီးတော့အချိုရင်းကကြားချိုပဲခလုံးကြီးကအရင်ချိုရဲပြီးတော့နော်အဲ့လိုမျိုးကြီးမဟုတ်တဲ့ခါကြတော့ခလေးလေးတွေရောတကြီးရောအားလုံးစားလို့ရတာတော့သူ့ရဲ့ထူးခြားချက်ပဲတခုကဈေးကလည်းအရင်တင်တင်တာနော်ဒါဆိုဘယ်လောက်လဲ900ပဲရှိရအောင်โอเคဒါလေးဆို900နဲ့900ပါရှင်ကဲနောက်ထပ်ကြည့်ကျင်သေးရဲ့အိုးဒါရောဒါလေးကကြတော့ပြားရည်ကိတ်လေးပါအမအော်ဒါလေးကပြားရည်ကိတ်ဟုတ်ကဲ့အမ ြန်စားလို့ကောင်းရှင်ကြန်စားလို့ကောင်းတယ်ဒါလေးလဲအိမ်ကိုဝဲသွားမယ်စပြီးတော့ဖူးပွင့်စင်မှာကအုံတီပီလိုလေးနဲ့တို့ကစတည်ကြတယ်အုံတီပီလိုကနေပြီးတော့ဟိုတကယ်ဆိုင်ခွင့်တဲ့အချိန်ကျတော့တို့ကဘာကရိုးပေါ့နော်ခစ်နဲ့ဘာကရိုးနဲ့အစာပိုင်းမှာတွဲပြီးတော့တည်ကြတာ 3လလလောက်ကြတော့ဒုတိယဆိုင်ပွဲကိုဖွင့်တာဒုတိယဆိုင်ပွဲဖွင့်ပြီးမကြခင်မှာလေယာဘရက်လေးပောက်သွားတယ်ရှေ့ကဘာကရိုးရိုးဘာလို့ပောက်နေတဲ့အချိန်မှာမတိတဲ့ customer တွေတောင်မှလေယာဘရက်မှာပို့ပြီးတော့တည်သွားကြတာဟိုလေယာဘရက်ကိုဘယ်လောက်တောင်ဝယ်ခဲ့ကြရလဲဆိုမောကမရောက်သေးဘူး customer တွေအများကြီးအများကြီးစောင့်ပြီးတော့တန်းစီပြီးတော့ဝယ်ခဲ့ရတဲ့အခြေအနေကိုဖြစ်သွားပြီးတော့ခေတ်ကအဲ့ဒီမှာလေယာဘရက်နဲ့ပို့ပြီးတော့လူတီများလူတီများသွားတာပေါ့နော် ခတ်ထုတ်မှုရှိပါတယ်။တစ်ကနေပြီးတော့မှမြန်မာမုတ် item အစီအစံလေးတွေခတ်ထုတ်မှုရှိပါတယ်။ဒီနှစ်ကုန်ပိုင်းမှာစူးစမ်းပြီးတော့ထုတ်ပါတယ်။တကယ်ဒီမုတ်လေးတွေကလည်းစားလို့ကောင်းပြီးတော့အရင်လည်းတစ်တွေပါတယ်။မြန်မာမုတ်ကမှ creation လုပ်ထားတာပေါ့နော်။ ပင်နိုင်တယ်အဲ့တော့ခုခစ်ဆိုင်က6ဆိုင်ရှိရတယ်နည်းနည်းလေးညှုံးပေးပါအောင်ဘယ်ဆိုင်နေဘယ်ဆိုင်နေလဲဆိုတာလေးခရီးရင်းနှန်းလေးမှာ2ဆိုင်ရှိတယ်87 44မှာ2ဆိုင်82 45မှာ2ဆိုင်ရှိတယ်နောက်ပြီးတော့စကူလန်ဘက်မှာ2ဆိုင်ရှိတယ်မနော်ဟယ်ရီဘက်မှာ2ဆိုင်ရှိပါတယ်အခုမရဘူရာကတော့အခုမှဖွင့်တဲ့2ဆိုင်ပေါ့နော် total 6ဆိုင်ရှိပါတယ်ခုနှစ်ဆိုင်မြောက်ကိုဆက်ဖွင့်ဖို့ရှိတယ်ပြင်လဲပြင်နေပြီအဲ့ဒါ58လမ်းမှာပါဟုတ်ကဲ့ဒါတင်းနှန်းလေးပြရပါနော်ဆက်ဖွင့်ရမှာပါဆက်ဖွင့်ရမှာပါ အနက်နဲ့တော့အနက်နဲ့တွေ့နေပြီ။အင်းတို့ရုပ်ပဲ။ဟောဒွင်းဒီမှာဆိုဒွင်းဒီပုံကြိုက်။ဟုတ်တယ်ကိုလက်ချက်ဒွင်းဒီတရားကိစ္စဖြစ်သွားပါပြီ။ခက်ကစခဲ့တာတော့နည်းနည်းလေးကနေစခဲ့တာပေါ့နော်။ မာဦးလုံးစားခဲ့တာအလုံးပေါင်း total 17ယောက်ပဲရှိရဲ့အဲ့ဒီကနေပြီးတော့မှခုဆိုရင်ဝန်ထမ်းပေါင်း100ဘက်ခြောက်လောက်တော့ရောက်သွားပြီပေါ့နော် showroom တွေရော production တွေရောပါပြီဆိုတော့အဲ့လိုနဲ့ဆိုင်ခွဲကတော့6ဆိုင်ဖြစ်သွားပြီအာဒီ၃နှစ်အတွင်းမှာ6ဆိုင်ဖွင့်နိုင်တယ်ဆိုတော့ကိုယ့်ကိုယ်ကိုလည်းဂုဏ်ယူတယ်ဖြစ်အတွက်လည်းဂုဏ်ယူတယ်ဖြစ်ကိုမှနောက်ကနေမှတန်ဖိုးပေးနေတယ် ကိုယ့်ရဲ့ဝန်ထမ်းတွေမောင်လေးတွေညီမလေးတွေတယောက်ချင်းစီလာအောင်လည်းကော်ယူတယ်ကတ်စတမာတိုင်းဟိုလည်းကျေးဇူးအများကြီးတင်တယ်ကတ်စတမာတွေရဲ့အားနဲ့ဒီ၆ဆိုင်ဖြစ်လာတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်300တယောက်ကို300ကျော်ကနေစခဲ့တာပါဒါပေမဲ့စခဲ့တဲ့လတွေမှာတော့လတိုင်းလတိုင်းမှာဝန်ထမ်းလစာတွေစိုက်ခဲ့ရတဲ့လတွေတော့ရှိခဲ့ပါတယ်အဲ့ဒီခါတွေကြာရင်လည်းမညိုမညင်ပဲအမျိုးသားတွေကပေးခဲ့ပါတယ်တခုမှမပြောပါဘူးအဲ့ဒီတော့လည်းကျေးဇူးအများကြီးတင်ပါတယ်သူတို့ရဲ့ support တွေကတော့အကြီးမားဆုံးပါပေါ့ ွဲပေါင်းများစွာဖွင့်လှစ်နိုင်ပါစေလို့ရွတိမီပေါင်းတို့မှဆန္ဒပြုရင် ready 1 2 3 congratulations ပါရှင် ော့ကျမတို့ဒီအမရပူရာမြို့ပေါ့နော်စူပောင်းယုံနားမှာရှိပါတယ်တကယ်ကိုစီကားပြီးတော့ချက်ချာကြတဲ့နေရာမှာပဲဖွင့်နေထားတာဖြစ်ပါတယ်နောက်ထပ်လည်းဆိုင်ခွဲတွေအများကြီးရှိလုံးမဲ့လို့လည်းသူတို့ပြောထားပါတယ်ရှင်ခေကိုအားပေးပါအောင်လို့သတင်းကောင်းပါချင်ပါတယ်ခုတက်ပူပြီးတော့တန်ရှင်းလက်ဆက်ပြီးတော့ဈေးနှုန်းချိုတာတဲ့မုတ်တွေကိုခံပြီးဖို့စူးစမ်းပါမယ်ဒီမမုတ်လေးလည်းထုတ်ဖို့ရှိတာမလို့ခေကိုအားပေးပါအောင်ခေတစ်ခေရဲ့အကောင်းဆုံးအရသာဖြစ်နေမှာပါလို့ခေ fake လေဒီမှာကအများကြီးဆိုင်ဝဲပေါင်းများစွာဖွင့်လှစ်နိုင်ပါစေအောင်မြင်နေ 生意就是生意的。三